ားလုံးပဲမင်္ဂလာပါ MC Vera နှုတ်ရင်ဘာမစ်ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ချိန်တွေကိုနောက်ပြန်ဆုတ်လို့ရခဲ့လို့ရှင် သူများတွေလို့စာကြက်ပြီးတော့ဂျပန်ဝဲတွားကျင်ပါတယ်လိုင်းတွေကလည်းမရအလုပ်တွေကလည်းများနေပါတယ်အလုပ်တွေများနေတယ်ဆိုတာကတင်မောကအရန်အရန်ကိုစုတ်နေလို့ပါကိုကတော့ကျွန်တော်ရဲ့ YouTube channel အောက်မှာ မေးထားတဲ့မန့်တွေကိုပြန်ဖြေပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတယောက်ကတော့ဝေလင်းထက်ဆိုတဲ့ brother ဖြစ်ပါတယ်အာ BSC physics နဲ့ကျောင်းပြီးရင်ဘယ်ရာဒူးနဲ့ရနိုင်လဲဗျအာအဲ့ဒီအတွက်ကကျွန်တော်တို့ဒီရေချောင်းတိတ်ပန်စင်းနဲ့ဒီကြောင်တက္ကသိုလ်ကចောင်းစင်းမဟုတ်ဘူးဆိုလို့ရှင် brother ဘာ brother ဘာဖွဲ့ကြီးပဲရလာရလာကျွန်တော်တို့ DRE ရနဲ့ပဲစလိုက်ကမှာပါတော့ DRE ရဆိုတဲ့နေရာမှာ brother ကကုန်းဘက်အရာရှိဘက်ထိသွားကျင်တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ engine ဘိုင်းက engineer တွေထိသွားကျင်တာလားအဲ့ဒါဆိုရင်တော့ brother ရွေးချယ်စရာအဲ့နှစ်ခုရှိမယ်ပေါ့လေကျွန်တော်တို့ဆဆလိုက်ချင်းရတော့ debt rating တို့မဟုတ် engine rating နဲ့ပဲလိုက်ကမှာပါခင်ဗျာအောင်အောင်ဆိုတဲ့ဆရာသမားမေးထားတဲ့မေးခွန်းကတော့ဝါသနာပါတယ်တဲ့ ဘာတွေကိုအရင်လှုပ်ထားတင်လဲနောက်ခံလဲမရှိဘူးတဲ့ဆိုတော့ဒါသာရေဒီကျွန်တော်တို့ဒီလောကမှာတော့နောက်ခံ မရှိရင်တော့မှကျွန်တော်တို့အတိအကျွမ်းလေးတော့ဘာသာရှိအောင်လှုပ်ထားတင်နေပေါ့လေမရှိဘဲနဲ့လည်းဒီလိုပဲဖြစ်အောင်လုပ်နေတဲ့သူလည်းရှိတာပေါ့ဗျာအတိကျွမ်းလေးရှိထားတော့လည်းကောင်းတာပေါ့ဘာတွေအရင်လှုပ်ထားတင်လဲဆိုတော့ဘာသာအနေနဲ့စီမံပတ်စပို့အရင်လှုပ်ထားတင်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ ဒီကျွန်တော်တို့ draw ပုံက DMA ဝင်ထဲမှာရှိတဲ့အာ PGI သို့မဟုတ် BNDC အဲ့မှာကြောင်းနေတင်တဲ့အခန်းလက်ခံတဲ့နေရာတွေအများကြီးရှိတယ်အဲ့နေရာမှာ brother သွားစုံစမ်းပြီးတော့အဲ့လိုရပါတယ်သူတို့စလဲစုံ certificate တွေထွက်တယ်နောက်ဆုံးထိသူတို့လုတ်ပေးပါလိမ့်မယ် brother ကြီး နောက်ထပ်တစ်ယောက်ကဝေယံပိုင်ဆိုတဲ့ brother ပေါ့နော်။နားနေကမှဆက်လိတ်နေတိုင်းတောက်လို့ရလားတဲ့။ကျွန်တော်တင်မောမှာတစ်ခါမှမတောက်ဘူး။တင်မောတစ်ခါမှမတက်ဘူးပါဘူးတဲ့။ဆက်လိတ်လည်းဖြတ်ထားတာပါ။တင်မောတက်ရင်ပြင်းလာမှာဆိုတော့ကျင်းဒီအကြောင်းမို့လို့ပါတဲ့။တောက်ဖြစ်မှာ။ So brother ကိုယ့်ရဲ့ cabin ထဲမှာက brother brother ဖင်ရနေပဲအငွေထွက်အောင်တောက်တော့လုံးဝအဆုတ်တွေလောင်ကျွမ်းနေတဲ့အထိပဲတောက်တော့ဘလို့ပဲတောက်တော့ တောက်လို့ရပါတယ်အဓိကတော့ကျွန်တော်တို့နည်းနည်းချက်မှရှိတဲ့ smoke detector ကနေပြီးတော့အရန်မီးလောင်တဲ့အထိလိုမျိုးမဟုတ်ဘဲနဲ့အလန်းတွေမမြည်တဲ့အထိမတောက်ဖို့ပါပဲကိုပြေဂိမ်းမင်းဆိုတော့ brother ကတော့34ဖြစ်ပြီလား bro brother တဲ့ဟုတ်ကဲ့ကျွန်တော်34ပါ brother ရေဂျေဆုတင်ပါလေထွန်ငိမ့်ငိမ့်ဆိုတော့ brother ကအကိုရေလက်ရှိအကိုကအီးရလားဗျဆိုတော့ ကျွန်တော်လက်ရှိ ER မဟုတ်ပါဘူးကျွန်တော်လက်ရှိ Wireless ဖြစ်ပါတယ်ခင်ဗျာဟန်သူထက်ဆိုတဲ့ brother မေးထားတာကစလိုက်ရင် DR နဲ့လိုက်ရတာလား OS နဲ့လိုက်ရတာလားမတဲကွဲလို့တဲ့ရာဒူးရောတူလားတဲ့ဘယ် RAM ကပုံမြင့်တာလဲရှင်းပြပေးပါလားတဲ့အဲ့ဒီကိစ္စကိုစတင်ပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်တို့စလိုက်ရင် DR နဲ့လိုက်ရလား OS နဲ့လိုက်ရလားဆိုတာ DR ဆိုတော့ dead rating ပေါ့လေကျွန်တော်တို့ ဒီရေချောင်းစင်းနေမဟုတ်ပဲနဲ့ချောင်းစင်းမဟုတ်ပဲနဲ့အပြင်ကနေလိုက်ကမဲ့သူတွေဆိုရင် DRE ရာနဲ့ရုံးကအထွက်လုပ်ဝင်မဲ့လဲအပေါ်ရောက်ရင် OS wiper နဲ့လောက်ကပါတယ် bro OS wiper ကိုအလုတ်ကိုလောက်ရပါတယ်နောက်တစ်ခုက DRE ရာထက် OS ကမြင့်လားဆိုတဲ့ကိစ္စမှာတော့ OS ဝါလုံးကပို့ပြီးတော့ယာရုမြင့်ပါတယ် DR ကနှိမ့်ပါတယ် ဒါပေမဲ့တေချာတစ်ခုကတော့ចောင်းစင်းမဟုတ်တဲ့အတွက်ကြောင့် brother အပေါ်ရောက်ရင် DR နဲ့ပဲထွက်ထွက်ဘာနဲ့ပဲထွက်ထွက်အပေါ်ရောက်ရင် OS နဲ့လိုက်ရမှာပဲဖြစ်ပါတယ်။ OS ရာထူးကို brother စတင်ပြီးတော့လောက်ရမှာပေါ့ဗောနော်။ Little N1 2033 Thanks bro ။ IA interview ចောင်းနေလဲလောက်ပါအောင်ဆိုတဲ့ကိစ္စက IA interview ကိစ္စကို တိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ personal account မှာလာမေးလိုက်ပါ bro ရေကျွန်တော် IR interview မှာဘာတွေဖြေရမလဲဆိုတော့ဒီ frame ကိုကျွန်တော်ပို့ပေးလိုက်ပါမယ်အဲ့ဒါကိုကြက်ပြီးတော့ဒါတွားဖြေလိုက်ပါ bro ကျင်းတွေပေါ့အောင်ပါလိုက်မယ်ဂျေစုတင်တယ်လို့ပြောရတော့လေကျွန်တော်ကတဖန်ပြန်ပြီးတော့ဂျေစုတင်ပါတယ်ဗျာနောက်တစ်ယောက်က TTEOK BOKKI ZZZ နာမည်တောင်ကျွန်တော်လည်းမဖတ်တတ်ဘူးပေါ့နော်အာ LPG LNG တန်ကာရှစ်တွေပေါ်ခဲ့ရင်တက်တင်လားဘရိုဆိုတော့တက်တင်ပါတယ် LPG LNG တန်ကာရှစ်တွေဘရိုတကယ်လို့ဘရိုကတန်ကာကြိုက်တယ်ဆိုရင်တော့တက်တင်ပါတယ်ကျွန်တော်ကလည်းကျွန်တော်လည်းတန်ကာကြိုက်တော့ကျွန်တော်ကျွန်တော်လည်းအဲ့လိုမျိုး vacancy ပေါ်ခဲ့ရင်ကျွန်တော်တက်ချင်ပါတယ်အဲဒါပေမဲ့ brother safety ကိုတော့တတိထားတင်ပါတယ်အခုလိုတီးကျင်တာတွေကိုကျွန်တော်ရဲ့ YouTube channel အောက်မှာမေးမြန်းပေးတဲ့ သူတွေကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ကသေးရင်လုပ်ပေးသွားကြပါဦးလို့တောင်းဆိုရင်းနဲ့ပဲဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်